အဲအခုကျွန်တော်ဒီတူနီကဘကြိုးတိုင်မဲ့လိုက်လိုင်းကြီးလေးကိုကျွန်တော်ပြောမယ်နော်ဘကြိုးတိုင်မဲ့လိုင်းကြီးအတိုင်ဟိုဘက်ဒီဘက်ရွှေ့တာတွေနောက်ပြီးတော့ခွေးသားစိတ်စုံရွှေ့တာတွေအဲအဲ့ဒါလေတော့တိုင်မဲ့မချင်သေးဘူးဘကြိုးလိုင်းကြီးကိုကျွန်တော်အရင်ဆုံးကျွန်တော်ကောင်းလေးပြရအောင်ကျွန်တော်ပြမို့နော်အဲ့ချက်တော့ကြည့်ပြပါဆက်လန်လိုက်ဆက်လန်လိုက်ရင်ဒီကောင်ကအတိုင်တွားတဲ့ကောင်ကဒီကောင်အတိုင်တွားတဲ့ကောင်နော်အတိုင်တစ်စင်းချင်းတွားတဲ့ကောင်ဒါအတိုင်ကြီးပဲတိတ်တန့်တွားတဲ့ကောင် chỉ còn ở chỗ đó khi đó gì họ ở tài họ dùng suy để có nó no. hay còn dùng suy để có nhưng mà cũng mà nó mà cần để gì là là dùng to đây có dùng to to đây có dùng to đây còn bị dùng suy bút rồi dùng con ống ở trên chuyện dùng con ở trên chuyện này thì tôi thấy chuyện em mày chạy vừa ấy dùng chạy dùng dùng chạy ấy ở à, tài. အတိုင်းမှာကြက်ဟိုဘက်ကလွှမ်းနေရတယ်ပြင်းကုရဝင်းလို့ပြောနော်အလေအလေဟိုချအလေဟိုချအဲကြလေဟိုချကြလာကြလေဟိုဘက်ဒီမထီးလို့မရအောင်နော်အလေကြမယ်အလေကြပြီးသွားရင်ဗကျူးလိုက်မယ်ဗကျူးလိုက်မယ်ဆိုရင်ဗကျူးကြီးပဲလိုက်လို့မရအောင်ဘာလို့ဘာဟိုဘာအတွက်ကြောက်လိုက်ချင်တာလဲလိုက်ချင်တဲ့အကြောင်းရင်းကရှိသေးရဲ့ခွေးသားသေးကနိမ့်နိမ့်လေးနဲ့လိုက်ချင်တာလားခွေးသားသေးအမြင့်နဲ့လိုက်ချင်တာလား အဲနင်းနေလေးနဲ့လိုက်ချင်တဲ့တော့ရင်ဒီကောင်လေးနဲ့ဒီစကူပေါ့အဲစကူကိုချော့ချော့ပြီးခွေးသားလေးမြင့်လို့ရတယ်ပေါ့နော်အနေမြင့်စကူအခွေးသားနေမြင့်စကူခွေးသားလေးကကိုကအထဲအထူးလို့လိုက်ချင်တာလားအထဲပါလို့လိုက်ချင်တာလားအဲအဲ့လိုတဘောတရားလေးရှိသေးတယ်ဒီကောင်ကိုလိုက်မယ်ဆိုရင်အထဲထူးလို့လိုက်ချင်တာလားအထဲပါလို့လိုက်ချင်တာလားအမီးကိုကတမီတည်းသွားလို့ရတယ်ပေါ့နော်ကိုလိုချင်တာလားအထူးသွားချင်တာလားအပါသွားချင်တာလားအဲ့တော့ဘယ်ဘယ်ကြိုးလိုက်ချင်တာပေါ့အဲအဲ့လိုပုံစံမျိုး နောက်ပြီးချီကြော်တာတို့အဲ့လိုမျိုးပကြိုးတော်တော်များများတော့လိုက်တယ်ပေါ့။ခေါင်းကနေမလုပ်တဲ့ကောင်။အဲအခုကျွန်တော်ခွေးသားသိကို normal လောက်လေးချိန်ပြီးတော့ပကြိုးလေးလိုက်နီးလေးကိုပြပြောမလို့ပြောမလို့ပေါ့နော်။ကဲပကြိုးလေးလိုက်မယ် normal လောက်လေး။ပကြိုးလိုက်တဲ့ခါကျရင်ဒီခေါင်းကမလဲနေရလား။အဲ့ခေါင်းကအောက်ခွေးသားသိကိုအနေမြင့်လုပ်ပြီးတော့လိုတလောက်ပကြိုးချိန်တဲ့ကောင်။ပကြိုးထည့်ပြီးချိန်တဲ့ခါကျရင်ပကြိုးဒီဘောတင်မယ်တင်တဲ့ခါကျရင်ဘင်းလေးကအခုမှလှဲ့မယ် เนาะအဲ့လိုလေးလှည့်မှာเนาะပြဘကြိုးချင်မယ်တိုက်ချင်ဘလို့ချင်ဘကြိုးချင်တဲ့ခါကျရင်ဘကြိုးကိုကိုလိုတော့ကိုသားသိလေးထားမယ်ကိုလိုတော့လေးပေါ့ကိုလိုတော့လေးကိုဘကြိုးပပလေးချင်ဘကြိုးချင်တဲ့ခါကျရင်အဲ့လိုမျိုးမချင်ရဘူးမပြမယ်မကြီးကိုရဲ့မမြင်တဲ့ကိုသားသိနဲ့ကိုလောလောတယ်ဒါပုံသေးလေးခဏလေးယူရတဲ့ပုံစံမျိုးတဘော အမှန်တကယ်တော့လို့ယူလို့မရဘူးအမှန်မြင်ရင်တညဲထားခွေးသားတွေအနည်းမြင်လို့နည်းနည်းလေးပပလေးလက်တော့ဘကြိုးဘကြိုးလေးနဲ့လှုပ်မယ်လှုပ်ပြီးတဲ့ပြီးတော့နှစ်ခုဆွဲချပြီးချိန်လိုက်ဒါဘကြိုးတိုင်မယ်အမှန်နည်းနည်းယူချင်တာလားမြင့်ယူချင်တာလားဒါဘကြိုးကိုယူရတဲ့ပုံစံသဘောတရားပေါ့ဒါဆိုရင် ကိုသားသိကမှာဒီလိုကိုသားသိရအတန်အမှန်မြင်လေးအတန်လေးရလည်းမှန်မြင်လို့အကျအဲ့လိုဆိုရင်ဘကြိုးအမှန်ပေါ့နော်ဒါပေမဲ့ဒီကောင်ကအထူပါချင်းချင်တာဖြစ်တဲ့အတွက်ဘကြိုးလေးကနည်းနည်းကိုသားသိလေးကိုနည်းနည်းလေးသွားမြင့်တယ်မြင့်လာတာဖြစ်တဲ့ကွာဒါပေမဲ့သူကဘကြိုးလွဲနေသေးတယ်နော်ကိုသားသိအတန်အတန်အကျဒါပေမဲ့အတန်မကျသေးဘူးနော်ကိုသားသိအတန်မှာအတန်မကျသေးဘူးအတန်လိုသေးတယ်အဲ့ကဘကြိုးပြန်ချိန်မယ် ဗကြိုးချင်ရင်တာမင်မချင်ရအောင်မထင်နဲ့နော်တာမင်ပြန်ချင်ရတယ်ဗကြိုးချင်ပြီးရင်တော့တာမင်ပြန်လွဲသွားတယ်နော်ဖိုင်တာမင်ပြန်ချင်ရမှာပြတော်သေးအတက်မှာဗကြိုးလေးနဲ့အတန်လေးနဲ့အကြာပြီးရင်ဇုံဆွဲမယ်ဇုံဆွဲတဲ့အခါကျရင်ပြတော်သေးအစုံနဲ့ဒီမှန်မြင်အမီးကိုအဲ့လိုအရန်ကတ်ကြည့်ကြည့်လို့မရအောင်အရန်ကတ်ပြီးရင်ဘာဖြစ်တတ်လဲအော်အထည်ပေါပါလေးဆိုရင်ညက်သွားတတ်တယ်ဒီလားအထည်ညက်သွားတတ်တယ်အဲကြောင့်ဒီကုသသိက်လို့မတို့ဒီနောက်ဆုံး နှစ်ထစ်နှစ်ထစ်ကိုကျန်လိုက်ရမယ်နော်နောက်ဆုံးနှစ်ထစ်ဘိုးနောက်ဆုံးမှာနှစ်ထစ်ဟုတ်လားအဲ့နှစ်ထစ်လောက်ကျန်အောင်နောက်ဆုံးတစ်ထစ်ပဲကျန်တယ်တလားခုအတစ်ထစ်လည်းကျန်တာမရဘူးနောက်ဆုံးမှာပေါပလေးချိန်ပေါပလေးချိန်မယ်ဆိုရင်နှစ်ထစ်အထူးဆိုရင်တော့ရတယ်ဘာမှမပြောငေါကော်ပြားပြီးမှကော်ပြားကက်လိုက်ရင်နောက်မီးကိုဖျက်ချလိုက်မယ်ဘာမှမပြောအဲ့လိုညက်သွားလိုက်မယ်အေးငါတို့အားကြောင့်ရင်အထစ်ပေါပလေးချိန်မယ်ဆိုရင်ဒါလေးကိုနည်းနည်းလေးနောက်ဆုံးလိုက်ဟုတ်ပြီနော်နည်းနောက်ဆုံးမှာနောက်ဆုံးတဲ့ခါကျရင်ဘလို့နောက်ဆုံးမလဲဟိုရှစ်တူနောက်ဆုံးနဲ့မဆုတ်တော့ဘူးဒီကောင်းနဲ့ပဲနောက်ဆုံး ဟုတ်ကဲ့ခြေတို့နောက်ဆုံးတော့ဆုံးဒါပကျုံမှန်သွားပြီလေပကျုံမှန်သွားပြီဆိုရင်တိုင်ပြန်ပြင်ရတော့မှာလေအင်းပြန်ပြင်ပြင်မယ်မင်းအဲ့လိုမျိုးနောက်ဆုံးလိုက်တော့ဘာဖြစ်သွားလဲအထောက်ဝါတယ်ဟုတ်တယ်မလားအဲအထောက်ဝါရင်ဒီမှာအထောက်ဝါရင်အကောင်လေးနဲ့ရွှေ့အကောင်လေးနဲ့ရွှေ့တဲ့အခါကျရင်အတိုင်လေးပဲအတိုင်ကြီးပဲလိုက်ရွှေ့တဲ့ကောင်အကောင်ကအဲ့တိုင်ကစားအင်းလေတိတိချာနော်ဘေးယူလို့လည်းမရဘူးကပ်ယူလို့လည်းမရဘူးအလေတိတိချာပိုင်ချက် လက်ကြီးလဲအမမင်းလိုချင်တဲ့နောက်ဆုံးနှစ်ထည့်ပဲအမနောက်ဆုံးမှနှစ်ထည့်ကျန်တယ်ဟုတ်လားအမနောက်ဆုံးနှစ်ထည့်ဟုတ်ပြီနော်အမနောက်ဆုံးနှစ်ထည့်ကျန်သွားပြီဆိုရင်မလုပ်ကမလဲမှမြင်ဖွင့်မယ်တာမြင်ပြန်ကြည့်မယ်ဘကြိုးချိန်လိုက်ပြီဆိုတော့လည်းတာမြင်လွဲသွားပြီနော်မင်းပထမချိန်တာနဲ့လကားပဲဘာမှမလုပ်တော့ဘူးဘကြိုးကလှည့်လိုက်ပြီဆိုတော့လည်းဘာလို့ဘကြိုးကနေမြင့်နည်းနည်းလေးကစားရတာဖြစ်တဲ့တည်းအတန်ရနေမြင့်ကစားဖြစ်တဲ့မျိုးဖြစ်သွားတယ်ခွေးသားရဲ့နေမြင့်ဖြစ်သွားတယ်တာမြင်ပြန်ကစားရတယ်နော်တာမြင်ကစားရရင်တာမြင်တာမြင်ဖွင့်ကြည့်လိုက်မင်းတို့တာမြင်ဖွင့်ကြည့် မလုံးနဲ့ဟိုစိတ်ကိုအရင်လုံးနေတယ်ပုံမှန်ပဲလို့အမဘာဖြစ်သွားလဲအဲ့အစင်းမှာကောက်အဲ့အစင်းမှာတိုင်မင်ကောက်ပါဟုတ်တယ်မလားဟုတ်ပြီနော်အဲ့အတက်မှာတိုင်မင်ကောက်ကောက်ပါနော်အဲ့အတက်မှာတိုင်မင်ကောက်ကောက်ပါဦးပြန်ချင်ရမယ်အဲ့အတက်မှာအစင်းမှာကောက်အစင်းမှာကောက်နေဟုတ်ပြီနော်အစင်းမှာကောက်နေရဖြစ်တဲ့အတွက်အတိုင်းအတက်မှာပြန်ကောက်မယ်အဲ့တိုင်းမှာကောက်တဲ့ခါကျရင်မတို့ဘလို့ချင်းချင်းလဲဆိုတော့မတို့ကပပလေးချင်းချင်းတော့ကွာအထက်ကပပလေးဖြစ်နေတဲ့အတွက်အဲ့တိုင်းဆိုင်လိုက် ော်ဘယ်လိုချိန်ချင်းလဲဆိုတော့အတိုင်အတက်မှာအဖျားရဲ့အပေါ်ပပပအပပလေးကိုနည်းနည်းလေးချပပလေးချအတိုင်နည်းနည်းချနည်းနည်းလေးချအတိုင်လုံးဝနောက်ပြန်တော့ပပလေးချိန်နေချိန်မှာချိန်မယ်နော်ဘာလို့လဲတော့အထဲပပလေးချိန်ရတာလေအထဲပပလေးချိန်နေတဲ့နေရာမှာငါတို့လုံးဝဒီလိုလေးချိန်မယ်အတိုင်အတက်မှာအတိုင်အတက်မှာအဲ့လောက်ကိုမြှားယူနော်အတိုင်တက်လိမ့်မယ်ဒီမှာဒါဆိုရင်အပေါ်အပေါ်ဖြစ်နေတယ်တလား အပေါ်နဲ့ quality ဖြစ်နေသူ့ရဲ့အပေါ်လေးကိုဝမိုင်းဝမိုင်းဖစ်လောက်ပေါ်အပေါ်လေးကို1 ml လောက်ပေါ်တိုးပြီးတော့ကောက်မှာအတိုင်းအပေါ်လေးအတိုင်းအတက်မှာချိန်ရမှာနော်အတိုင်းအပေါ်နဲ့လုံးနဲ့ quality ဖြစ်နေတယ်နောက်ပြီးတော့ချိန်တဲ့ခါကျရင်ဟုတ်ကွာဟုတ်တယ်ပါအကုန်လုံး quality တိုင်းနော်ပိုလီတန်ကြီးချိန်မယ်အပိုလီယာကကောင်အပိုလီယာကကောင်မယ်နော်အတိုင်အတက်မှာကောက်မှာနော်အတိုင်အစင်းကောင်ပါဖြစ်တယ်ပြောရတယ်ကကောင်အတက်အဲ့ကြောက်တော့ဘလို့ချီပါမှာတော့ချီပါရင်ခွင်းနေတာပါချီယော ပါဘူးမပါတာငါရိတ်ထုတ်ငါကောင်းအထုတ်ကြလဲမချိုးရဘူး